မင်္ဂလာပါအလဲပင်ရုပ်တံရဲ့ဇွန်လ24ရက်နေ့ညပိုင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးပါတော့မယ်အခုတင်ဆက်ပေးမယ့်သတင်းတွေကတော့ဇွန်15ရက်မှ22ရက်အတွင်း COVID-19 တက်ကွဲနမူနာစုစုပေါင်း2199ခုကစစ်ဆေးခဲ့ရာအတည်ပြုလူနာ29ဦးတွေ့ရှိဆိုတဲ့သတင်းမုတ်တုံလေအားလုံးကောင်းနိုင်ခြင်းအရှိနဲ့အနောက်တို့မှရွေလျားလျားသောလေပွေလိုင်းများရဲ့အရှိန်ကြောင့်၎င်းဇွန်29ရက်အထိ တိုင်းနယ်ပြည်နယ်အသီးသီးမှာနေရာကွက်၍မိုးကြီးနိုင်ဆွဲတဲ့ခါမေနီကိုရာထူးမှနှုတ်ထွက်ရန်အတိုက်ခံကောင်းဆောင်များတိုက်တွန်းဆိုတဲ့မာစီရီနောက်ကန်လူရီကိုလူရဲ့နောက်ထပ်နှစ်ပွဲပြစ်ဒဏ်ချမှတ်ခံရဆွဲတဲ့အစရှိသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥဆုံးသတင်းတစ်ပုဒ်တွင်လည်းဇွန်15ရက်မှ22ရက်အတွင်းကိုဗစ်တကွက်နမူနာစုစုပေါင်း2199ခုကစစ်ဆေးခဲ့ရာအတည်ပြုလူနာ29ဦးတွေ့ရှိဆွဲတဲ့တွင်ကိုတင်ဆက်ပေးပါမယ်။ ဇွန်15ရက်ကနေ22ရက်အထိကိုဗစ်ဓာတ်ကွဲနမူနာ စုစုပေါင်း2199ခုကိုစစ်ဆေးခဲ့ရာအတည်ပြုလူနာ29ဦးတွေ့ရှိခဲ့ကြောင်းကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ဒါကြောင့်ယောဂပိုးတွေးရှိမှုရာဂိုင်နှုန်းမှာတိတိတမ3နှစ်ရာဂိုင်နှုန်းဖြစ်ကြောင်း အစိမ်းခံကာလအတွင်းပြင်းထန်လူနာအထူးကြက်မတ်ကုသမှုပေးရတဲ့လူနာနဲ့ကိုဗစ် -19 ရောဂါနဲ့သေဆုံးလူနာမရှိကြောင်းထုတ်ပြန်ကြမှာပါရှိပါရယ်လက်တလုံးနိုင်ငံအတွင်းမှာကိုဗစ် -19 ရောဂါကူးစက်ဖြစ်ပွားသေဆုံးမှုနဲ့ဆက်လင်းပြီးစိုးရိမ်ပွဲရအခြေအနေမရှိပေမဲ့လည်းရောဂါဖြစ်ပွားမှုကနေကြိုတင်ကာကွယ်နိုင်မှုအတွက်တကူရေးကာကွယ်ရေးနည်းလမ်းတွေကိုလိုက်နာဆောင်ရွက်ဖို့လိုအပ်ပြီးရောဂါကူးစက်ခံရပါကရောဂါပြင်းထန်နိုင်ခြင်းနဲ့အသက်ဆုံးရှုံးနိုင်ခြင်းမြင်မာတဲ့အသက်အရွယ်ကြီးသူတွေအသက်60နှစ်နဲ့အထက်လူကြီးတွေ စီးချိုယောဂါနှာတာရှည်အဆုံယောဂါကင်းစာယောဂါရှည်တို့တွေကိုဝင်ဆောင်ကာလ3လနဲ့အထက်ကိုဝင်ဆောင်မိခင်တွေကိုဦးစားပေးအစီအစဉ်နဲ့ COVID-19 ယောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးသွားမှာဖြစ်ပြီး ကာကွယ်ဆေးထိုးနှံမှုခံယူကြဖို့လိုအပ်ကြောင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ဇွန်၈ရက်ကနေ15ရက်အတွင်းမှာလဲရောဂါပိုးတန်ရန်ရှိသူ2285ဦးကိုစစ်ဆေးရောပိုးတွေ့သူ52ဦးရှိခဲ့ပြီးရာဂိုင်းနှုန်းအဖြစ်1.2ရာဂိုင်းနှုန်းရှိကြောင်းသေဆုံးသူမရှိကြောင်းသိရပါတယ်။ အလားတူပြီးခဲ့တဲ့ရက်သရက်ဘတ်ဇွန်တရက်ကနေ၈ရက်အထိကိုဗစ်ပိုးတန်တရားရှိသူ2154ဦးကိုစစ်ဆေးခဲ့ရာပိုးတွေးရှိသူ32ဦးရှိခဲ့ကြောင်းရာဂိုင်းနှုန်းအဖြစ်တက်တသမ44ရာဂိုင်းနှုန်းရှိကြောင်းသေဆုံးသူမရှိကြောင်းသိရပါတယ်။ပြီးခဲ့တဲ့မေ25ရက်ကနေဇွန်တရက်အထိကိုဗစ်ပိုးတွေးရှိသူ18ဦးရှိခဲ့ပြီးပိုးတွေးရှိသူတွေဟာရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့မြို့နယ်တွေကဖြစ်ပါတယ်။နောက်ထပ် သတင်းတစ်ပုဒ်အနေနဲ့မဟုတ်တော့လေအလွန်အားကောင်းခြင်း အရှိန်နဲ့အနောက်တို့မှာရွေတရားရတော့လေပွေလိုင်းများရဲ့အရှိန်ကြောင့်၎င်းဇွန်29ရက်အထိတိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးမှာနေရာကွက်၍မိုးကြီးနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မုတ်တုံလေးအလွန်အားကောင်းနိုင်တာကြောင့်၎င်းအရှိဘက်နဲ့အနောက်ဘက်တို့ကနေရွေလျားလာတဲ့လေပွေလိုင်းတွေရဲ့အရှိန်ကြောင့်၎င်းဇွန်လ29ရက်နေ့အထိတိုင်းနဲ့ပြည်နယ်အသီးသီးမှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနက အထူးမိုးလေဝသသတင်းထုတ်ပြန်ထားပါတယ်ဇော်လ23ရက်နေ့မြန်မာစံတော်ချိန်9နာရီခွဲအချိန်တိုင်းထွာချက်တွေအရကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုံးမှာမုတ်တုံလေအားကောင်းရာကနေအားအလွန်ကောင်းလာနိုင်တာကြောင့်၎င်းအရှေ့ဘက်ကရေလျားလာတဲ့လေဝေလိုင်းတွေရဲ့အရှိန်အနောက်ဘက်ကရေလျားလာတဲ့လေဝေလိုင်းတွေရဲ့အရှိန်ကြောင့်၎င်းဇော်လ29ရက်နေ့အထိနေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေတိုင်းစကိုင်းတိုင်းအေရီတိုင်းတနင်္သာရီတိုင်း ်ကချင်ကယားကရင်ချင်းမော်ရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးတချို့ဒေသတွေမှာဒေသအလိုက်နဲ့နေရာကွက်ပြီးမိုးကြီးနိုင်မှာဖြစ်ကြောင်းမိုးသည်ထန်စွာရွာသွန်းတာနဲ့တူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကျိုးပြစ်တာလျှက်စီးလက်တာမိုးသီးကြွေတာနှဲတပြည့်ရည်ကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက် အဆိုပါဒေသတွေမှာရှိတဲ့ကုန်းမြစ်ဒေသအနီးမှာနေထိုင်ကြသူတွေအနေနဲ့မြေပြိုမှုအနေနဲ့မြင့်ငယ်ချောင်းငယ်တွေအနီးမှာနေထိုင်ကြသူတွေအနေနဲ့ရေကြီးရေရှမ်းမှုတွေကိုကြိုတင်သတိပြုရှောင်ရှားနိုင်မှုနဲ့ပြည်ရင်းရေချောင်းသွာလာရေးလေချောင်းပြန်တမ်းရေးနဲ့ဆယ်မြောင်းတာတမန်တွေအနေနဲ့လိုအပ်တာတွေကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ဖို့သတိပေးနှိုးဆော်အပ်ကြောင်းမိုးစလကထုတ်ပြန်ထားပါတယ်နောက်ထပ်တဲ့နှစ်ပုတ်နဲ့ခါမေနီကိုရာဒူးမှနှုတ်ထွက်ရန်တိုက်ခိုက်ကောင်းဆောင်များတိုက်တွန်းဆွေတဲ့ကိုတင်ဆက်ပေးပါမယ်။ အီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင်အယာတိုလာ အလီခါမီနီကိုယာရုကနေနှုတ်ထွက်ဖို့အီရန်ရဲ့ထင်ရှားတဲ့အတိုက်ခံခေါင်းဆောင်နှစ်ဦးကဇွန်22ရက်မှာ တိုက်တွန်းခဲ့ကြပါတယ်။အီရန်နျူကလ িয়ার စစ်ရုံတွေကိုအမေရိကန်ကတိုက်ခိုက်ခဲ့ပြီးတဲ့နောက်နောက်ထပ်သွေးစွန်းမှုတွေကိုရှောင်လွှဲဖို့အတိုက်ခံခေါင်းဆောင်နှုတ်ကအခုလိုတိုက်တွန်းခဲ့တာဖြစ်ပါတယ်။1989ခုနှစ်အစ္စလာမစ်တော်လှန်ရေးမှာဖြုတ်ချခံခဲ့ရတဲ့ရှာဘီယင်ရဲ့အသားဖြစ်သူရီဇာပါလဘီနဲ့ အီရန်မှာတရားမဝင်ကြောင်းကြေညာခံထားရတဲ့ပြည်သူမူဂျာဟီဒင်ပါတီခေါင်းဆောင်မာယန်ဂျာရာဘီတို့ကခါမီနီကိုယာရုကနေဆင်းဖို့တရားစီအစီအခံစာတွေထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။1989ခုနှစ်ခရဲကအီရန်ကိုဦးဆောင်ခဲ့တဲ့ခါမီနီဟာလက်ရှိမှာဘယ်နေရာမှာရှိနေတယ်ဆိုတာကိုရှင်းလင်းစွာမသိရတာဖြစ်ပါတယ်။တိုက်ခန့်တွေကတော့သူဟာမြေအောက်မှာရှိတဲ့နတ်ဆိုင်တဲ့ဘဏ်ကတစ်ခုအတွင်းနေထိုင်လျက်ရှိပြီးသူ့ရဲ့အနီးကပ်လက်ထောက်တွေကလွဲပြီးဘယ်သူနဲ့မှဆက်သွယ်ခြင်းမရှိကြောင်းပြောကြားခဲ့ပါတယ်။ နောက်ဆုံးအားသာတဲ့ပုံလေးနဲ့မက်ဆီဒီနောက်ကန်လူဒီကိုလူရဲ့နောက်ထပ်နှစ်ပွဲ ပြစ်ဒဏ်ချမှတ်ခံရဆိုတဲ့ကိုတင်ဆက်ပေးပါမယ်။ဖီဘာကလပ်ကဘာဖလာပွဲမွဲအောက်စုအဖွင့်ပွဲစဉ်မှာ ပြိုင်ဘက်မော်ရိုကိုကလပ်ဝီတာကာဆာဖလန်ကာအသင်းကစားသမားဆမ်မြူရဲအိုဘန်းရဲ့မျက်နှာကို6-0နဲ့ကန်ခဲ့ပြီးတဲ့မန်စီးတီးနောက်ခံလူဒီကိုလူရဲ့ဟာနောက်ထပ်နှစ်ပွဲပြစ်ဒဏ်ချမှတ်ခံရတယ်လို့သိရပါဗျ။ ရီကိုလူးဝစ်အနေနဲ့ဘောလုံးကိုရှော့ထိုးဖြတ်ထုတ်စဉ်အချိန်လုံးမီအိုဘန်ရဲ့မျက်နှာကိုကန်မိခဲ့တာပါရည်ရွယ်ချက်မပါပေမဲ့ဂျန်တန်ရဲ့ကစားပုံကြောင့်88မိနစ်မှာရီကိုလူးဝစ်အနီကပ်ပြသခံခဲ့ရတာဖြစ်ပါတယ်22နှစ်အရွယ်ရီကိုလူးဝစ်ဟာအခုပြစ်ဒဏ်ကြောင့်အလိုလျောက်တပွဲပယ်ခံရပြီး UAE Club Erin အသင်းကို6-9ပြက်နဲ့5ပြက်အနိုင်ရတဲ့ပွဲကိုလွှဲချော်ခဲ့ရပါတယ်။ FIFA စည်းကမ်းထိန်းသိမ်းရေးကော်မတီကအခုအခါနောက်ထပ်နှစ်ပွဲပယ်ထပ်မံတက်မှတ်ခဲ့ မန်စီးတီးအသင်းကအယူခံဝင်ခဲ့ပေမဲ့အောင်မြင်မှုမရခဲ့ပါဘူးရီကိုလူးဝစ်ဟာဂျူဗင်တက်စ်အသင်းနဲ့ကစားမဲ့အုပ်စုနောက်ဆုံးပွဲ16သင်းအဆင့်ပွဲစဉ်တွေကိုလဲချော်ရတော့မှာဖြစ်ပါတယ်မန်စီးတီးအသင်းဟာအုပ်စုရဲ2ပွဲကစား2ပွဲနိုင်က16သင်းအဆင့်တက်ရောက်ထားပါတယ်အလဲပင်ရုတ်တန်ရဲ့ဇွန်လ24ရက်နေ့ညပိုင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ